မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလ25ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကံမြို့နယ်ပလိတ်မြို့မှာရဲစခန်းကိုအဝေးထိန်းပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ18ရက်နေ့မွန်းလွဲတနအိကမှာစင်ကံမြို့နယ်ပလိတ်မြို့မှာရဲစခန်းကို အနာရှင်စနစ်တိုက်ဖြတ်ရေးပြည်သူတပ်ဖွဲ့ PAFD ကအဝေးထိုင်းပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာရဲစခန်းအဆောက်အဦများထိခိုက်ပျို့ချမှုရှိခဲ့ပြီးတော့အကြမ်းဖက်ဆက်တက်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များထိခိုက်မှုအခြေအနေကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အခုတိုက်ခိုက်မှုမှာရဲစခန်းအဆောက်အဦတွေထိခိုက်ပျို့ချမှုရှိတယ်။အကြမ်းဖက်ဆက်တက်လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ကျွန်တော်တို့တွေဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့ People's Army to Fight Dictatorship တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အခုလိုမျိုးတိုက်ခိုက်ရခြင်းဟာ ပြည်သူများကိုပလိတ်ရဲစခန်းကနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့အတွက်အာနာရှင်စနစ်တိုက်ဖြတ်ရေးပြည်သူတပ်ဖွဲ့ PAFD ကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့ပေါ်နဲ့စစ်မှုနှစ်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို rocket များနဲ့ပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ22ရက်နေ့မှာပခုတ်ကူတရတက်ကနေမြိုင်မြို့နယ်စစ်မှုနှစ်ကိုရောက်ရှိလာတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များက rocket 9လုံးနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာလ22ရက်နေ့ညနေပိုင်းမှာ မြောင်မျိုးဘော်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို rocket 6လုံးနဲ့ထမှန်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့အရေးအတွက်ကိုတော့အတိပြုနိုင်ချက်မရှိသေးဘူးလို့ပြောပါတယ်။တော်လိုင်းရဲဘော်များဘက်ကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်မှုနှစ်ကစစ်ခွဲတွေကိုတိုက်ခိုက်တာက အမိုးဆောင်တွေဘောကိုကြက်ရောက်ပောက်ကွဲပြီးတော့စစ်ခွဲတွေထိခိုက်မှုရှိတယ်။မြန်မျိုးဘောတိုက်ခိုက်မှုကတော့ထိခိုက်မှုမသိရသေးဘူးလို့ဗာမတိလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့မြန်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမြန်ပကဖတိုက်ရင်တင့်နေဗာမတိလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့မြန်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခမောင်။သတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းနမ်မောင်မြို့နယ်ဝက်ချုပ်ကျေးရွာမှာအကြမ်းဖက်စစ်တပ်အတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပေးနေတဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဘိုးထင်းဝင်းကိုပြက်ခတ်တိုက်ခိုက်ရာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ20ရက်နေ့မနက်၈နာရီ10မိနစ်ခန့်မှာနမ်မောင်မြို့နယ်ဝက်ချုပ်ကျေးရွာအုပ်ချုပ်ရေးမှူးဘိုးထင်းဝင်းကိုကျေးရွာအနောက်ဘက်မှာရှိတဲ့လဲလန်းဘေးတနေရာမှာတနက်နဲ့နှစ်ချက်ပြက်ခတ်တိုက်ခိုက်ရာတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့ရုပ်အလောင်းကိုနမ်မောင်မြို့နယ်ပြူစောတိခေါင်းဆောင်ခင်မောင်ထေးအဖွဲ့က နတ်မောင်မျိုးဘော်ကိုပြန်လဲတဲဆောင်သွားတယ်လို့သိရပါဗါတယ်။တိတ်ဆုံးသွားတဲ့အုပ်ချုပ်ရင်းမှုဘိုထေးဝင်းဟာကြေးပါနေလူငယ်များကိုအတရားတမစစ်သားစုဆောင်ခြင်း၊လောင်ကစားဝိုင်းများကိုထူထောင်ပြီးတော့အကြမ်းဖက်ဆက်တက်တဲ့ရဲများကိုငွေကြေးထောက်ပံ့ပေးခြင်း၊စစ်တပ်စစ်ကြောင်းထိုးရမှာလမ်းပြပေးခြင်း၊တိုင်တန်းခြင်းစစ်တပ်နဲ့ကြေးရွာနေပြည်သူများအပေါ်ကိုအနိုင်ကျင့်ခြင်းတို့ကိုလှုံ့ဆော်နေခြင်းကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗါတယ်။သူ့ရဲ့ပြစ်ချက်တွေကိုစစ်ဆေးတွေ့ရှိချက်အရခိုင်လုံတဲ့အထောက်အထားတွေအများကြီးတွေ့ရပါဗါတယ်။သူကရွာမှာလောင်ကစားဝိုင်းတွေလုပ်တယ် ်လောင်စာဝိုင်းနေမှာဆိုရင်သူ့ရဲ့လက်အောင်ငယ်သားတွေကိုအကောက်ကောက်ခိုင်းပြီးတော့စစ်တပ်နဲ့ရဲကိုပတ်စံပေးထောက်ပံ့နေပြီးခဲ့တဲ့လထဲမှာဆိုရင်လေဒေသခံကလေးနှစ်ဦးကိုရွာမုံဂိတ်မှာပေါ်တာဆွဲခံရအောင်လို့သူကသတင်းပေးခဲ့တာအဲ့ဒီကလေးနှစ်ယောက်ဆိုရင်စစ်တပ်ထဲကိုပါသွားပြီလို့နမောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတူကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုနမောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကံမလူမြို့နယ်မှာစစ်ကောင်စီအုပ်စုနဲ့တင်ငန်းဝဝါတဝဥဆောင်တဲ့ပြူစောထီအဖွဲ့တွေဟာအမျိုးသမီးတွေကိုပါပေါ်တာဆွဲဖမ်းဆီးနေပြီးတော့စစ်တင်နန်းတွေပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီအုပ်စုနဲ့ပြူစောထီတွေဟာကံမလူနယ်ထဲကကြီးရွာတွေကိုဝင်းအောင်စီးနှင်းပြီးပေါ်တာဆွဲဖမ်းဆီးရမှာအမျိုးသားတွေအပြင်အခုလိုမျိုးအမျိုးသမီးတွေကိုပါဖမ်းဆီးပြီးတော့ကံမလူမြို့ပေါ်မှာရှိတဲ့အမှတ်633 36တင်ကားတက်ရင်းမှာစစ်တင်နန်းတွေပေးနေတာဖြစ်တယ်လို့ဒေသခံသတင်းအကြီးအကဲပြောဆိုထားပါတယ်။စစ်ကောင်စီအုပ်စုရဲ့မိသားစု ဝင်အမျိုးသမီးတွေကိုစစ်တင်တန်းနေပေးတာကအရင်ကလည်းရှိခဲ့ဘူးတယ်အခုကစစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ပြည်သူတွေထဲမှာအမျိုးသမီးတွေပါပါနေတယ်လို့ကမ်ဘလူဒေတာကန်တရင်အရင်းမြစ်ကပြောကြားထားပါတယ်ပြီးခဲ့တဲ့အော်တိုဘာလနဲ့နိုဝင်ဘာလအတွင်းမှာစစ်အုပ်စုနဲ့ပြူစောတီတွေဟာကမ်ဘလူနယ်တောင်ချမ်းမှာရှိတဲ့ကြောက်တိုင်ကြည်စုဝတ်တိုးစတဲ့ကျေးရွာတွေကိုစီနယ်လူရက်မိရှုဖျက်ဆီးခဲ့ပြီးတော့အိုင်ပေါင်းချောင်းဝတ်တိုးဘူးကြီးကြည်ကုန်းစတဲ့ကျေးရွာတွေကဒေတာကန်ပြည်သူ 120ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ကမ်းဘလူးကျွန်းလတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောဆိုထားပါတယ်။လက်ရှိမှာစစ်ကောင်စီအုပ်စုနဲ့ပြူစောထီတွေဟာဖမ်းဆီးထားတဲ့ဒေသခံတွေကိုစစ်တပ်နန်းတွေပေးနေပြီးတော့တင်နန်းပြီးဆုံးမှာကကမ်းဘလူးခရိုင်အတွင်းမှာရှိတဲ့ပြူစောထီတပ်ဖွဲ့တွေထဲမှာအင်အားပူးပေါင်းဖြစ်တဲ့ကကင်းဆောင်ခိုင်းနာတို့ ရှေ့တန်းမှာတိုက်ပွဲတွေပါဝင်ခိုင်းတာတို့စစ်အုပ်စုနဲ့အတူခြေရွာတွေကိုစီးနေလူရမီးရှို့တာတွေမှာလုံဆောင်ရတာဖြစ်တယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။ဒါအပြင်စစ်ကောင်စီအုပ်စုနဲ့ပြူစောထီတွေဟာသူတို့နဲ့အတူနေထိုင်တဲ့မိသားစုဝင်အမျိုးသမီးတွေကိုပါစစ်ပညာတွေသင်ကြားပေးနေတာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ကိုယ်အဖွဲ့တွေရှေ့တန်းမှာတိုက်ပွဲမရှိတဲ့အချိန်မိခိုးတွေကိုလက်နိုင်ငယ်ဖြုတ်တက်ကြီးဖြစ်လက်တွေပစ်ခတ်အားလုံးကိုလေ့ကျင့်ပေးနေတယ် ပကတ်လွှဲနေတဲ့လက်တွေကထမင်းလဲချက်တက်တယ်လို့လက်ညှိုးလဲကွေးတက်တယ်လို့စစ်ကောင်စီအုပ်စုဝါရဖြတ်အဖွဲ့တွေကအခုလိုမျိုးဒိုင်းချောင်းတွေကိုပြောဆိုပြီးတော့စီယုံထားတယ်လို့သိရပါတယ်။ကမလူခရိုင်ထဲမှာစစ်ကောင်စီအုပ်စုနဲ့ ်ပင်ကန်းဝက်ဝါတော်ဝဥဆောင်တဲ့ပြူစောတိအဖွဲတွေဟာရွာစဉ်ပတ်မွေလူတက်လူရက်မီးရှို့တာကြေးရွာတွေကိုဒရုန်းနဲ့ဘုံတိချတိုက်ခိုက်တာတွေကိုမကြာခဏလှုပ်ဆောင်နေပြီမြဲတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတိုင်းမှာအထိနာတေဆုံးတာတွေလည်းများနေတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာမျိုးနဲ့လောင်းလုံးမျိုးနဲ့ဒဝဲမျိုးပေါ်ကိုအကြမ်းဖက်ဆက်တိုက်ရဲ့လေရန်များဆက်တိုက်ပြန်ဝဲနေတဲ့အတွက်ပြည်သူများဘုံခိုကျင်းများတူးထားကြရန်လောင်းလုံး PDF ကသတိပေးချက်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ23ရက်နေ့ကနေစတင်ပြီးတော့လောင်းလုံးမျိုးပေါ်နဲ့ဒဝဲမျိုးနဲ့အတွင်းမှာအကြမ်းဖက်ဆက်တိုက်ရဲ့လေရန်များဆက်တိုက်ပြန်ဝဲနေတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းကလေရန်များနဲ့ဘုံကျဲတိုက်ခိုက်ခြင်း drone နဲ့ဘုံကျဲတိုက်ခိုက်ခြင်းများကနေပြီးတော့ကာကွယ်နိုင်ရန်အတွက်အကာအကွယ်နဲ့လုံခြုံတဲ့နေရာအစီအမံများဘုံခိုခြင်းများနဲ့အနည်းဆုံးနေရာသို့မဟုတ်ဘုံခိုခြင်းများမှာဝင်ရောက်ပြီးတော့နေထိုင်ကြရန်လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။23ရက်နေ့ကတည်းကလောင်လုံးမြို့ပေါ်မှာစစ်ရဟတ်ရင်တွေဘုံကျဲတိုက်လေရင်တွေမနက်ပိုင်းမှာတောက်လျှောက်ကိုလာဝဲနေတာ။အဲဒါကြောင့်လေချောင်း NDA သတိပေးတာပါ။တဝယ်မြို့နယ်လောင်လုံးမြို့ပေါ်ကိုလေရင်ကပတ်ပြီးတော့ပြန်ဝဲနေတာလို့လောင်လုံးမြို့နယ် PDF ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲရိုးကပြောဆိုထားပါတယ်အလားတူပဲမကွေတိုင်းစိတ်ဖြူမြို့နယ်ကပ္ပစ22တက်ကအချက်ပတ်စစ်ကောင်စီတပ်သားများကအနီးနားမှာရှိတဲ့ခြေရွာများကို drone နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေခြင်းကြောင့်ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းစိတ်ဖြူတကူတော်ကြားစုအဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်ဒီဇင်ဘာလ19ရက်နေ့ညပိုင်းမှာစိတ်ဖြူမြို့နယ်ကပ္ပစ22ဝင်းအတွင်းထဲမှာရှိတဲ့ F ဆက်ယုံပေတရာအကွာဝေးအထီကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပြီးတော့ထိချက်ပြင်းတဲ့တိုင်ပိုင်းအမျိုးအစားသုံးလုံးကိုထောင်ထားခဲ့ပြီးတဲ့နောက်ဒီသမားလာ20ရက်နေမနက်ပိုင်းမှာအကြမ်းစစ်သားများမိုင်းနှိမ့်ပြီးတော့သုံးဦးသေဆုံးကလေးဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးမိုင်းထောင်တိုက်ခိုက်ခံရမှုကြောင့်ဒီသမားလာ20ရက်22ရက်23ရက်နဲ့24ရက်နေ့တွေမှာအကြမ်းစစ်ကောင်စီတပ်သားများကကပ္ပစ22ဝင်းအနီးဝင်းကျင်မှာရှိတဲ့ပြည်သူများနေထိုင်ရာတောတိုက်များကို ဒရုန်းနဲ့ဇက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရပြီးနေအိမ်များပျက်စီးပြီးတော့အိမ်မွေးတိရစ္ဆာန်များလည်းထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ဒီနေ့လက်ထပ်ပြီးတော့ချနေတယ်ဘယ်နှလုံးချလဲတော့မသိရသေးဘူး။ပြည်သူတွေလည်းထွက်ပြေးနေရတာဘယ်နေရတော့မှလဲအပြစ်အစီတွေလည်းရှိတယ်တိရစ္ဆာန်တွေထိခိုက်ဒေဆုံးတာလည်းရှိကြတယ်။ ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေရှိတယ်ထင်ပြီးတော့ချနေတာဗျကျွန်တော်တို့ကလည်းအဲ့ဒီမှာမရှိတော့ဘူးစစ်ခွေးတွေကတက်တက်ကိုရုံမာတာပြည်သူတွေကလည်းဇက်တိုက်ကိုဘုံသေးတွေချနေတော့တင်းရှောင်ရင်းနဲ့ဒုက္ခတွေရောက်နေကြရတာဘောလို့စိတ်ဖြူတကူတော့ကြားစိုးကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဟာသာဗီဒီယိုတွေရိုက်ကူးလေးရှိတာကြောင့်စစ်တပ်အတိုင်းဝိုင်းမှာလူသိများခဲ့တဲ့တက်ရဲဆဲလီဒုတက်ကြအဆင့်ရှိတဲ့ကိုရာဇာထက်ဟာ CDF CDM စီရင်အဖွဲ့စီမှာအလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2020ခုနှစ်နောက်ပိုင်းကာလမှာစစ်တေနန်တက်ရောက်ခဲ့သူဖြစ်ပြီးတော့အာနာတိန်ပြီးတဲ့နောက်မှာတော့တီးတိန်ခါလိုက်ရ269မှာတာဝန်ကျကအဲ့ဒီကနေမှတဆင့် တမူးဘက်ကစခန်းကုန်းတစ်ခုမှာနှစ်နှစ်ကျော်ကြာတောင်းဝန်ထမ်းဆောင်ခဲ့မှုတယ်လို့ဆိုပါရယ်ဝီကင်တိုင်ရင်ကအင်အားဖြည့်ဖို့ပြန်ခေါ်ခဲ့တာကြောင့်တိတိန်ခလိုက်ရ269ကိုပြန်လည်ရောက်ရှိခဲ့ပြီးတော့လပိုင်းအကြမှာစက်တမားလနောက်ဆုံးပတ်မှာတော့ CDF CDM စီရင်အဖွဲ့နဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ခဲ့တာဖြစ်တယ်လို့သိရပါရယ်ကျွန်တော်တို့ကလည်းဖြစ်နိုင်ရင်တော့ပြန်ပြီးတော့လက်နက်ကလည်းကန့်ညံတာမဟုတ်တော့ဘူးဒါပေမဲ့လည်းဒီမှာကကိုယ့်ကိုကောင်းကောင်းမွန်မွန်ထားတယ်ညီလိုအကိုလိုပဲဆက်ဆံပြီးတော့လွတ်လွတ်လပ်လပ်ပဲနေခွင့်ရတာဆိုတော့တကယ်လို့များဖြစ်လာခဲ့ရင်တော့မှကျွန်တော်တို့ဘက်က ီဘက်ကနေပြီးတော့ဝင်တိုက်ပေးဖို့လက်နေနေမှာမဟုတ်ဘူးလို့ကိုရာဇာထက်ကပြောဆိုထားပါတယ်။သူဟာတက်တွဲနေထိုင်လှူရှားမှုတွေကိုဟာတာဗီဒီယိုတွေအဖြစ်နဲ့ရိုက်ကူးပြီးတော့ Facebook နဲ့ YouTube မှာဖော်ပြရင်းနဲ့စစ်တပ်ထောက်ခံသူတွေကြားထဲမှာလူသိများလာသူဖြစ်တယ်လို့လည်းသိရပါတယ်။ CDF CDM စီရင်တပ်ဖွဲ့မှာအလင်းဝင်ခဲ့တဲ့သူ10ဦးကျော်ရှိနေပြီးတော့လက်နဲ့ခဲရမ်းမှာတပါးလဲယူဆောင်လာတဲ့သူတွေကိုစုငွေချင်းမြင့်ပေးတာတွေလည်းရှိတဲ့အတော့နောက်ထပ်လင်းဝင်လာမဲ့သူတွေအနေနဲ့လက်နဲ့တွေးပါယူဆောင်လာကြဖို့စေဦးစီးကတိုက်တွန်းထားတယ်လို့ပြောဆိုထားပါတယ်။ လက်နက်ခဲယမ်းတွေပါယူလာပြီးတော့အလင်းဝင်မယ်ဆိုရင်ကျွန်တော်တို့ဘက်ကတန်ရာတန်ကြီးတွေပြန်ပေးပါတယ်သူတို့ဘက်ကအဲ့ဒါမျိုးတွေမသိထားတော့တချို့ကြတော့လေလက်နက်ယူလာလို့ရရဲ့သားနဲ့ပါမလာတာတွေရှိတယ်ကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကတော့လက်နက်ကအရေးကြီးတာပေါ့လို့စေဦးစီးဒယ်ရိုင်းကပြောဆိုထားပါတယ်ဒီဇင်ဘာလ18ရက်နေ့ကတန်တက်လက်လက်ပြဘုံ၃လုံးကြီးတချို့နဲ့အတူအလင်းဝင်လာခဲ့တဲ့စစ်ကောင်စီတပ်သားတအုပ်ကိုလေငွေကျပ်300စုချင်းမြေပေးဖို့စီစဉ်နေတယ်လို့သိရပါတယ် CDF CDM စီရင်တပ်ဖွဲ့က အလင်းဝင်ခြင်းနဲ့သူတွေအနေနဲ့ဘယ်နေရာဘယ်ဒေသကမဆိုးအချိန်မရွေးဆက်သွယ်လို့ရပြီတော့အလင်းဝင်လာတဲ့တပ်သားတွေရဲ့တောင်းဆိုချက်အတိုင်းဆောင်ရွက်ပေးမှဖြစ်တယ်လို့အလုတ်လုတ်ခြင်းနဲ့သူတွေအတွက်လည်းအလုတ်အကိုင်းတွေစီစဉ်ဆောင်ရွက်ပေးနေတယ်လို့စေဦးစီးဒဲလိုင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်း60မြို့အခြေစားဆက်သွယ်ရေးတပ်ကစစ်ကောင်စီတပ်သားတအုပ်ဟာလက်နက်မပါဘဲနဲ့အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ23ရက်နေ့မှာ60မြို့နယ်အခြေစားအကြမ်းဖက်စစ်တပ်ရဲ့ဆက်သွယ်ရေးတပ်ကတပ်သားတအုပ်ဟာအလင်းဝင်ရောက်လူကြောင်ဆက်သွယ်လာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များကတွားရောက်ခေါ်ဆောင်ခဲ့ပြီးတော့လုံခြုံတဲ့နေရာမှာစောင့်ရှောက်ထားတယ်လို့သိရပါတယ်။လက်ရှိသူ့ကိုလုံခြုံတဲ့နေရာမှာခဏစောင့်ရှောက်ထားပါတယ်။လက်နက်ယူခဲ့ဖို့ကတော့လမ်းကြောင်းအချက်တဲကြောင့်ယူမလာနိုင်တာပါ။တွားခေါ်တဲ့အချိန်မှာလဲခက်ခက်ခဲခဲခေါ်ထုတ်ခဲ့ရပါတယ်။ လက်ရှိစစ်ကောင်စီရဲ့စစ်ရှုံးနေတဲ့အခြေအနေကိုအားလုံးကသိပြီးသားမို့လို့ရတဲ့နီးနဲ့ရတယ်လို့ပြေးလာကြဖို့တိုက်တွန်းကြပါတယ်စိတ်ရင်းနဲ့အလင်းဝင်မဲ့ဆိုရင်ကျွန်တော်တို့အနေနဲ့အတက်နိုင်ဆုံးကူညီပေးသွားမှာပါလို့ယူနီကွန်ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you